မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။အခုချိန်အားစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့ဒီဇင်ဘာ6ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ တရားစွလွတ်တော်ကိုစားပြုကော်မတီကဆရာနာရှင်စနစ်ချုပ်ငင်းရင်းနဲ့ဒီမိုကရေစီအခြေခံအခွင့်အရေးများကာကွယ်ဆောက်ရှောက်ရေးဥပဒေပြဋ္ဌာန်းလိုက်တဲ့တည်။မကွေးထေတာမှာအပီပီဆိုင်ရာလူ့အခွင့်အရေးနဲ့အထိမ့်မှတ်လှုပ်ရှားမှုတွေစတင်နေပြီဆိုတဲ့တည်။ဒီပန်းအရှင်ချက်မှာအကျန်းဖတ်ဆေယုစုရဲ့အကြောင်းမဲ့၄ချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၁၈ဦးပွဲချင်းပြီးသေဆုံးတဲ့တည်။ စိုးမြို့မှာအကြမ်းဖက်စစ်ရုပ်စုရဲ့စစ်တပ်ရုံသွားရလမ်းမှာတပိတ်စခန်းဖွင့်ထားသလိုကြိုတင်မဲလာပေးသူမရှိသလောက်နေပါတယ်ဆိုတဲ့သတင်းရွှေဘုံမြို့နယ်မှာအကြမ်းဖက်စစ်ရုပ်စုလက်အောက်ခံမြို့နယ်ရဲစခန်းနဲ့စစ်တပ်အထိုင်စခန်းတို့ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတဝမ်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်သတင်းတွေပဲဖြစ်ပါတယ်ရှင်။ ပထမဆုံးအနေနဲ့ပြည်အစလွှတ်တော်ကိုစားပြုကော်မတီကဆီယနာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ဒီမိုကရေစီအခြေခံအခွင့်အရေးများကာကွယ်ဆောက်ရှောက်ရေးဥပဒေပြဋ္ဌာန်းလိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပြည်အစလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဆီယနာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ဒီမိုကရေစီအခြေခံအခွင့်အရေးများကာကွယ်ဆောက်ရှောက်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်တယ်လို့ဒီဇင်ဘာ9ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရတရားစွဝင်ကြီးချုပ်ယုံက2020ပြည်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ပြည်သူလူထုဆန္ဒကိုအကောင့်ထည့်ဖော်ရန်အစံဖက်အာနာသိန်းစေယုစုကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုဖြစ်မြောက်စေရန်လှုပ်ဆောင်မှုများအားတားဆီးရန်နဲ့ပါဝင်ကူညီဆောင်ရွက်သူများကိုအရေးယူနိုင်ရန်ပြည်သူလူထုရဲ့ဆန္ဒကိုအကောင့်ထည့်ဖော်ခြင်းဖြင့်ဆေးရနာရှင်ခြုံငင်းရေးအတွက်နိုင်ငံတကာအဖွဲ့အစည်းများ တော်လှန်ရေးမိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်နိုင်ရန်အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ဒီဥပဒေကို CRPH ထံပေးပို့ခဲ့တာပါပြောင်စုဝင်ကြီးချုပ်ရောကပေးပို့လာတဲ့ဥပဒေကိုပြောင်စုလွှတ်တော်ကအတိပြုပြဋ္ဌာန်းလိုက်တာလို့ CRPH ကထုတ်ပြန်ခဲ့တာပါဥပဒေထဲမှာဒီမိုကရေစီကာကွယ်စောင့်ရှောက်ရေးကော်မရှင်ပါရှိပြီးတော့အဲ့ဒီကော်မရှင်ထဲမှာပြောင်စုဝင်ကြီး2ဦးဥက္ကဋ္ဌပြောင်စုလွှတ်တော်ကိုစားပြုကော်မတီထဲက3ဦးအဖွဲ့ဝင် ဥပဒေပညာရှင်2ဦးအဖွဲ့ဝင်တိုင်းသာတော်လှန်ရေးအဖွဲ့အစည်းကိုယ်စားလှယ်2ဦးအဖွဲ့ဝင်အရက်ဖက်တော်လှန်ရေးအင်အားစုကိုယ်စားလှယ်အဖွဲ့ဝင်တို့ ਨੇ ဖွဲ့စည်းမှာဖြစ်ပါတယ်ပြစ်မှုပြစ်ဒဏ်တွေအနေနဲ့ကခေါင်းဆောင်မှုအစဉ်အတူရောင်ရွှေကောက်ပွဲဆိုင်ရာပုံကိုမြည်သူကိုမစိုးပြည်သူလူထုရဲ့ဆန္ဒအားဆန့်ကျင်ကဖောက်ပြက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလေထို့သူကိုအ ਨੇ ဆုံးထောင်နဲ့9နှစ်မှအများဆုံးထောင်နဲ့10နှစ်ထိဖြစ်စေ စက်သိန်း900အောင်မနှိမ်သောငွေဒဏ်ဖြစ်စေဒဏ်နှစ်ရက်လုံးဖြစ်စေချမှတ်နိုင်ကြောင်းအလယ်လက်အဆင့်အတို့ရောင်ရွေးကောက်ပွဲဆိုင်ရာ ပုတ်ကိုမြေသူကိုမစိုးပြည်သူလူထုရဲ့စံနာအားစန့်ကျင်ကဖောက်ပြက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်ထိုသူကိုအနည်းဆုံးထောင်နဲ့၃နှစ်မှ အများဆုံးထောင်နဲ့၅နှစ်ထိဖြစ်စေစက်သိန်း300အောင်မနှိမ်သောငွေဒဏ်ဖြစ်စေဒဏ်နှစ်ရက်လုံးဖြစ်စေချမှတ်နိုင်ကြောင်း အောက်ချိတ်အဆင့်အတူရောင်ရွေးကောက်ပွဲဆိုင်ရာ ပုတ်ကိုမိသူကိုမဆိုပြည်သူလူထုရဲ့ဆန္ဒအားစန့်ခြင်းကဖောက်ပြက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်ထိုသူကိုအနည်းဆုံးထောင်နဲ့6လမှ အများဆုံးထောင်နဲ့3နှစ်ထိဖြစ်စေကျက်သိန်း90အောင်မနှိမ်သောငွေဒဏ်ဖြစ်စေဒဏ်နှစ်ရလုံးဖြစ်စေချမှတ်နိုင်ကြောင်းဖော်ပြထားပါတယ်။ဒါ့အပြင် မတမာသောနီလန်းထင်အာနာရယူန်ကျိုးပန်းသူမြည်သူကိုမဆိုပြည်သူလူထုရဲ့ဆန္ဒအားစန့်ကျင်ကဖောက်ပြက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားဆင်ရင်ချင်းခံရလင်ထို့သူကအ ਨੇ ဆုံးထောင်နဲ့၃နှစ်မှာအများဆုံးထောင်နဲ့၅နှစ်ထိဖြစ်စေစက်သိန်း900အောက်မနိုင်သောငွေဒဏ်ဖြစ်စေဒဏ်နေရလုံးဖြစ်စေချမှတ်နိုင်ကြောင်းနဲ့မြည်သူမဆိုအတူရောင်ရွေးကောက်ပွဲဖြစ်မြောက်စေရန်ကူညီခြင်းငွေကြေးထောက်ပံ့ခြင်း သို့မဟုတ်တနည်းနည်းဖြင့်အထောက်ကူပြုခြင်းဆောင်ရွက်နေကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထို့သူကိုအနည်းဆုံးထောင်နဲ့6လမှအများဆုံးထောင်နဲ့3နှစ်ထိဖြစ်စေကျက်သိန်း50အောင်မနှိမ်သောငွေဒဏ်ဖြစ်စေဒဏ်နှစ်ရလုံးဖြစ်စေချမှတ်နိုင်ကြောင်းဖော်ပြထားပါတယ်ရှင်။မကွေးဒေသမှာအပီပီဆိုင်ရာလူခွေရင်နှင့်အထိမ့်မဲ့လှုပ်ရှားမှုတွေစတင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးဒေသအတွင်းကဆစ်ရှောက်စခန်းတစ်ခုမှာ ငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေးဆိုတဲ့စောင်းပုံးနဲ့အညီအပြည့်ပြည့်ဆိုင်ရာလူ့ခွင့်ရေးနဲ့အထိမ့်မဲ့လှုပ်ရှားမှုများစတင်နေပြီဖြစ်တယ်လို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဒီနေ့မှထုတ်ပြန်ပါတယ်။မကွေးတီတာအတွင်းမှာရှိတဲ့စစ်ရှောက်စခန်းတစ်ခုမှာယခုနှစ်အတွက်89ကြိမ်မြောက်အပြည့်ပြည့်ဆိုင်ရာလူ့ခွင့်ရေးနဲ့အထိမ့်မဲ့လှုပ်ရှားမှုတင်နှင်းတွေနဲ့ပညာပေးမှုတွေကိုဒီဇင်ဘာလအတွင်းမှာစတင်ပြုလုပ်ခဲ့တာပါ။ ငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေးဆိုတာယခုနှစ်2025မှာကြာရောက်တယ်89ကြိမ်မြောက်အပြပီဆိုင်ရာလူအခွင့်အရေးနေ့အတွက်စောင့်ဖို့ပဲဖြစ်ပါတယ်အပြပီဆိုင်ရာလူအခွင့်အရေးနေ့အထိမ့်မဲ့လှုပ်ရှားမှုအနေနဲ့အမျိုးသမီးနဲ့ကလေးငယ်ကာကွယ်စောက်ရှောက်ရေး WCP သင်တန်းနဲ့အတူလူအခွင့်အရေးအသိပညာပေးသင်တန်းတွေလူအခွင့်အရေးနေ့စောင့်ဖို့ပါတိရှက်ဝင်ကားတဲ့လှုပ်ရှားမှုတွေကိုလည်းပြုလုပ်ခဲ့ကြပါတယ် လူမှုလှူရှာမှုဟောပြောမှုအတွင်းမှာတော့လူခွင့်ရေးအယူအဆတမိုင်းကြောင်းနဲ့အထိပ္ပယ်လူခွင့်ရေးကြီးညာစာတမ်းဖြစ်ပေါ်လာပုံနဲ့စာပိုက်ပါအကြောင်းအရာတွေနဲ့အတူလူတိုင်းခန်းစား괴ရှိတဲ့အခွင့်အရေးအမျိုးအစားများကိုခန္ဓာခွဲပြီးဆွေးနွေးကြပါတယ်။ဒါ့အပြင် ဒီမိုကရေစီနိလန်တကျဖွဲ့စည်းထားတဲ့အခြေခံဥပဒေတိုင်းမှာနိုင်ငံသားတိုင်းခံစား권ရှိတဲ့လူ့အခွင့်အရေးစံချိန်စံညွှန်းများနဲ့အတူလူ့အခွင့်အရေးကိုလေးစားလိုက်နာကာကွယ်ရင်းလက်နက်ကင်ပြည်ပခအတွင်ပါဝင်သူတိုင်းမဖြစ်မနေလိုက်နာရမယ်စစ်တီတော်ကျင့်ဝတ်တွေကိုလည်းဆွေးနွေးခဲ့ကြပါလေရှင်ယခုလိုစစ်ရှောက်စခန်းအတွင်းမှာလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနဲ့ဂုံပြုအစီအစဉ်တွေကျင်းပပေးတဲ့အတွက်ဝမ်းသာမိကြောင်းနဲ့ လူခွင့်ရေးအကြောင်းကိုဒီလှုပ်ရှားမှုတွေကနေတဆင့်ပုံမသိရှိရတဲ့အတွက်ကျေးဇူးတင်ကြောင်းစစ်ရှောက်စခန်းအတွင်းကပြည်သူတွေကမှတ်ချက်ပြုပြန်လည်ပြောကြားခဲ့ပါတယ်ရှင်။ဒီပေးရှိကျမ်းမှာအကျန်းဖက်စစ်အုပ်စုရဲ့အကြောင်းမဲ့၄ချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ18ဦးပွဲချင်းပြီးသေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒီပိန်းမြို့နယ်အရှိန်ချမ်းမရကန်ကျေးရွာကိုအကျန်းဖက်စစ်အုပ်စုက ဒီဇင်ဘာ5ရက်မနေ့ကည8:00နာရီအချိန်လောက်မှာ Jet Fighter နဲ့အကြောင်းမဲ့လေကြောင်းကနေပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူ18ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီးနေအများပြပျက်စီးဆုံးရှုံးခဲ့တယ်လို့ဒီဘေးမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်အကြမ်းဖက်စစ်အုပ်စုရဲ့ Jet Fighter နဲ့အကြောင်းမဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူစုစုပေါင်း18ဦးပွဲချင်းပြီးသေဆုံးသူတွေထဲမှာ အသက်၅နှစ်အောက်ကလေးငယ်2ဦးနဲ့အမျိုးသမီးတွေပါဝင်သလိုအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒီပိန်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။အကြမ်းဖက်စစ်တပ်ကဒီဇင်ဘာ9ရက်မှာဒီပိန်းရဲ့အနောက်ခြမ်းကိုအကြမ်းဖက် Jet Fighter 2စီးနဲ့၄နာရီ10မိနစ်နဲ့၄နာရီ16မိနစ်အချိန်မှာလေကြောင်းပစ်ခတ်မှု၄ချိန်ပြုတ်လုပ်ခဲ့တယ်လို့ညနေပိုင်းမှာ2စီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာအသက်အန္တရာယ်ဆိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာရပြည်သူများလည်းရှိနေသေးတဲ့အတွက်အခြေအနေကိုဆက်လက်စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ဆိုပါရယ်အကြံဖက်စေုပ်စုကရည်ရွယ်ချက်ရှိရှိနဲ့အများပြည်သူနေထိုင်ရာကျေးရွာများပေါ်ကိုလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တပ်ဖြတ်မှုတွေဇက်တိုက်ပြုလုပ်နေတဲ့အတွက်လေကြောင်းအန္တရာယ်အထူးယူဆိုင်နေထိုင်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင် ဆိုးမြို့မှာအကျန်းဖက်စစ်အုပ်စုရဲ့စစ်တပ်ရုံသွားရလမ်းမှာတပိတ်စခန်းဖွင့်ထားသလိုကြိုတင်မဲလာပေးသူမရှိသလောက်နှဲပါတယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ကိုရီးယားနိုင်ငံဆိုးမြို့မှာရှိတဲ့အကျန်းဖက်စစ်အုပ်စုရဲ့စစ်တပ်ရုံသွားရလမ်းတစ်လျှောက်မှာအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးတပိတ်စခန်းတွေဖွင့်လည်ထားတယ်လို့စစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားဘက်ကဒီနေ့မှထုတ်ပြန်ပါတယ်။ ဆန္ဒပြပွဲမှာပါဝင်သူတို့ကစကမှတန်ယုံကထုတ်ပြန်ချိန်မှာပဲညာတွင်ချင်းအာချင်းပြင်ပြီးမနက်အစောကြီးအေးအေးကအနှုတ်ဒီဂရီဖြစ်နေတဲ့အချိန်လေးတိုက်တော်တဲ့သွားရက်ပြီးတော့ကိုအတူရောင်ရွှေကောက်ပွဲကိုစန့်ကျင်မှုဆန္ဒပြခဲ့ကြတာပါလို့ပြောပါရတယ်။ အကြက်ဖက်စေအုပ်စုကစစ်တန်ရုံမှာကြိုတင်မဲကောက်ယူမှုကိုဒီဇင်ဘာ6ရက်ဒီနေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီးမွန်လွယ်17နာရီထိကိုကြိုတင်မဲလာထည့်သူ10ဦးထပ်မကျော်ဘူးလို့စစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားအဖွဲ့ကပြောပါတယ်။ဒါ့အပြင်စိုးမျိုးရှိမြန်မာစစ်တန်ရုံသို့သွားရလမ်းကြောင်းတစ်လျှောက်မှာရွေးကောက်ပွဲစန့်ကျင်ရေးကန့်ကွက်တပိတ်စခန်းကိုဒီနေ့မနက်10နာရီကနေမနက်ဖြန်အထိဖွင့်ထားမှာလို့ပြောပါတယ်။ မနေ့ပြန်ဒေဘူးမြို့မှာဆန္ဒပြပွဲပြုလုပ်မှာဖြစ်ပြီးနိုင်ငံအနှံ့မြေပြင်အွန်လိုင်းလှုပ်ရှားမှုများကိုအကြမ်းဖက်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲစန့်ကျင်ရေးပူပေါင်းလှုပ်ရှားမှုကော်မတီကစီစဉ်ပြုလုပ်သွားမှာလို့သိရှိရပါတယ်ရှင်။ချေဘုံမြို့နယ်မှာအကျန်းဖက်စစ်အုပ်စုလက်အောက်ခံမြို့နယ်ရဲစခန်းနဲ့စစ်တပ်အထိုင်စခန်းတို့ကို drone နဲ့ဘုံးကျဲတိုက်ခိုက်တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာအကျန်းဖက်စစ်အုပ်စုလက်အောက်ခံမြို့မရဲစခန်းနဲ့ရန်သူစစ်တပ်အထိုင်စခန်းတို့ကိုတော်လှန်ရေးပူးပေါင်းဖွဲ့ကဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရမှာရန်သူတပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်ရွှေဘုံမြို့နယ်အကြက်ဖက်ရဲစခန်းကိုဒီဇင်ဘာ9ရက်နေ့လေ17:45မိနစ်အချိန်မှာဒရုန်းဖုံးသီးများနဲ့ကျဲချတိုက်ခိုက်ခဲ့ရာ စခန်းတွင်းမှရန်သူရဲတပ်သား၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။အထက်ပါတိုက်ခိုက်မှုပြီးအကြမ်းဖက်တပ်မှ33လက်အောက်ခံရွှေဘိုအခြေဆိုင်ခလာရ42တပ်ရင်းရဲ့အထိုင်စခန်းကိုပါဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုမှာခလာရ42တရင်အတွင်းတလားပြည့်စွန့်သွတ်ပြုတ်လုဖို့ပြင်ဆင်နေတဲ့ area တွေကိုကြားရောက်ပောက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်သားများအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒရုန်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ရဲ့ရွှေဘိုမျိုးတာထာပနှစ်မှာဟာဝိဇာလက်နက်ကြီးများရန်တပ်ပစ်ခတ်ခဲ့ပေမယ့်ကာကွယ်ရေးပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါရယ်။ဒရုန်းစစ်စင်ကိုရွှေဘိုမျိုးနဲ့ပါကဖတိုက်ခိုက်ရေးအဖွဲ့ PTO တိုက်နယ်ငါပါကဖတိုက်ခိုက်ရေးအဖွဲ့ရွှေဘိုမျိုးနဲ့တိုက်နယ်ငါပါကဖ Face Wings Drone အဖွဲ့နဲ့အမှတ်1111 drone တပ်ဖွဲ့တို့မှပူးပေါင်းခဲ့တာလို့သိရှိရပါတယ်ရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်အမြင့်ပြည့်ချိန်မုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမက်ပင်မြို့နယ်မှာနောက်ပြန်မလှည့်ချီဒီတော်လင်းဤတပိတ်စစ်ကြောင်းကအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကဖက်စစ်ရွေးကောက်ခွေးထွက်ပေါင်းမဲမပေးနဲ့တပိတ်မှောင်နဲ့ တင့်မဲ့ဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားတွေကိုကိုင်းဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေကိုပြုလုပ်ခဲ့ကြတာပါ။ရှမပင်မြို့နယ်မှာအောင်လန်းလွင့်မြီထောက်သွင်းနေတဲ့ဗိတ်စစ်ကြောင်းကတင့်မဲ့ဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကိုင်းဆွဲပြီးအတူရောင်ရွှေကောက်ပွဲစံကြင်ရင်ဆန္ဒပြတဲ့ဗိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါသေးတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မီတောင်းတွေးနေတဲ့ပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူတက်ခွေမပေးနဲ့ဆိုတဲ့စကားကိုကင်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြာရှောင်းရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေတာဖန်တော်လန်ပြည်သူတွေကနယ်မြေမငိမ့်တက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုနေစဉ်ပြုလုပ်နေရပါရှင်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါသေးရှင်။ဂျေဇုတင်ပါရှင်။